ဝါချန်နေကမိတ်ဆွေရဲ့လာတွေကိုဖုံးကွယ်နေရဆိုတာမိတ်ဆွေသိပြီလားဒီလိုမျိုး အခြေအနေကနေပြီးတော့ဒီလိုမျိုးအခြေအနေဒီတက်တောင်ဝါချန်ကုသလို့ရပါတယ်အဲ့တော့ဒါဒီလူနာဆိုရင်ကျွန်တော်လွန်ခဲ့တဲ့6လလောက်ကကုသထားတဲ့လူနာပေါ့နော်သူက skin care မျိုးစုံသုံးပြီးတော့မျက်နှာက break out ဖြစ်လာတယ် break out ဖြစ်လာတော့သူ skin care တွေဝါချန်သက်တာတဲ့ skin care မျိုးစုံပြန်သုံးတယ်ပေါ့နော်အဲလိမ့်စေးတွေလိမ့်ကြည့်တယ် line မောကဒီဝါချန်ပြောင်းစေးဆိုတဲ့ဟာတွေဝါချန်သက်တာတဲ့ဆိုတော့ skin care တွေသုံးကြည့်တယ်ပေါ့နော်အဆင်မပြေဘူးပို့ပို့ဆိုးလာတယ်မျက်နှာကပို့ပို့ပြီးမင်းညစ်လာတယ်ပေါ့နော် အဲ့မှာကျွန်တော် online နေလာပြတယ်ဒါကတော့6လ reserve ပါအဲ့တော့မိတ်ဆွေနိုင်ရှင်ကြီးပါဒီလိုခြေနေကနေဒီလိုခြေနေလေးဖြစ်လာအောင်တက်တအောင်ကုလို့ရရဲဆိုတော့မိတ်ဆွေသိပြီပြီလားပေါ့နော်အဲ့တော့ဝက်ချန်ဆိုတာအာမကုတာပဲပြစ်ထားရင်ဘလို့ပြီးတော့ဆိုလို့ရှိနိုင်တယ်ဝက်ချန်ကိုအားကြောင့်ကုတင်နေဆိုတဲ့အကြောင်းအရာကိုကျွန်တော်ဒီနေ့ပြပြပေးမှာဖြစ်ပါတယ်ဒါမှကျွန်တော်ကတော့အရေးပြားနဲ့ထွေထွေယောဂများကို online ဒီကုတာပြနေတဲ့ဆရာအောင်ထောက်ထားနေတာတော့ဖြစ်ပါတယ် အဲ့တော့ဝမ်းချန်ဆိုတာကသူကယောဂတစ်မျိုးဖြစ်တယ်။သူက chronic disease ပေါ့။အာရစီလည်းဖြစ်တယ်ပြီးရင် slow response လို့ခေါ်တယ်။အဲဒီပျောက်တာလည်းနှေးတယ်ပေါ့နော်။လူနာများစုကသူကချက်ချင်း result ကောင်းတာကိုလိုချင်ကြတယ်ပေါ့နော်။အဲဒါကြောင့်မို့သူတို့ကမြင်မြင်ပျောက်တဲ့လင်းစည်းတွေလိမ့်နေ။အဲအဲ့တော့ပြဿနာခဏတော့သက်သာသွားရင်ပဲပြီးရင်ပြင်ပြပြီးတော့ကန်ထွက်တာမျိုးဂျုံရနိုင်တယ်ပေါ့နော်။ပြီးရင်မျိုးစုံ online အနေနဲ့ကျွန်တော်တို့ Twitter နိုင်လို့နော်။ဘန်သားမောင် site တို့ဒီလိုမျိုးလင်းစည်းတွေလည်းဝယ်လင်းကြတာလည်းတွေ့ရပါတယ်။တကယ်တကယ်ကဒီလိုစည်းတွေဆိုတာကဟိုတုံးတဲ့ရင်စည်းမတုံးတဲ့ရင်ပြီးပေါ့နော်။ ဆရာဝန်ညွှန်ကြားမှာသုံးရတဲ့ဈေးတွေဖြစ်တဲ့ကြောင့်မလို့ကိုယ့်အကိုသုံးနေဆိုလို့ရှိရင်တော့ဘာနဲ့တူမလဲဆိုတော့ကျွန်တော်တို့ဆရာဝန်တွေကိုပြန်လှုပ်လှုပ်ခိုင်းတယ်လို့နဲ့တွတ်တူတယ်။ဟောသုံးရမဲ့ဈေးနီးတော့တည်ရဲ့။ဒါပေမဲ့ဘလို့သုံးရမလဲဆိုတာမသိဘူးကွာ။ဘလို့လင်းရမလဲဆိုတာမသိဘူးဆိုလို့ရှိရင်ယောဂါတက်တာမှမဟုတ်ပါဘူး။ပို့ပြီးတော့လဲစိုးသွားနိုင်ပါတယ်။ ။ဒါကြောင့်ဝါချန်ကိုမူးသားပဲပြစ်ထားမယ်ဆိုရင်နံပါတ်၁ကတော့ကျွန်တော်တို့အမာရွတ်တွေကြံမယ်။ဘာလို့ဆိုတော့သူကဝါချန်သမားတွေကပြည်တွေထည့်တယ်ပြည်တွေထည့်ပြီးတော့ကျွန်တော်တို့ဒီညှစ်မယ်ပေါ့နော်ညှစ်တဲ့ခါမှာဂျိုင်းခွက်တွေဖြစ်လာပြီးတော့အမာရွတ်တွေဖြစ်မယ်။ဒီအမာရွတ်တွေကကိုယ့်ကိုအဲဒီရင်ရှိမှာဒီပြဿနာရှိရဲလာပေါအောင်အများကြီးထိခိုက်စေနိုင်ပါတယ်ပေါ့နော်။နောက်တစ်ခါတော့စိတ်ပိုင်းဆိုင်ရာခံစားမှုပါ။အဲဝါချန်ရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဒီကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး။သူများတွေကလည်းကိုယ့်ကိုအဲဒါဒါတီတိုးပေါ့နော်။စကနာထိုးတာပဲရှိနိုင်တယ်ပေါ့နော်။အဲဒီလိုမျိုးပေါ့။ အဲနောက်တစ်ခုကတော့ကျွန်တော်တို့အဲနံပါတ်3ချက်ကတော့ကျွန်တော်တို့အဲရေရှည်အတွက်ရင်းနှီးမြှုပ်နှံမှုပါအဲ့ Watchman ကိုငငယ်ရွယ်ကလေးကကျွန်တော်တို့တေချာစနစ်ညကုသမယ်ဆိုလို့ရှိရင်ရေရှည်မှာကိုယ့်ရဲ့လှပကိုကြာရှည်ထိန်းသိမ်းထားနိုင်ပြီးတော့အမြဲတမ်းလှပနှုတ်ပြနေမှာပဲဖြစ်ပါတယ် အဲ့တော့ဝါချန်ကိုကုသမယ်ထားရင်ကျွန်တော်တို့ဘယ်လိုလေးဖြစ်လာနိုင်လဲအဲ့တော့ဝါချန်ကတစ်ဖြည်းဖြည်းနဲ့ပုံဆိုးလာမယ်ပြီးတော့ကျွန်တော်တို့ဒီဆင်ဝါချန်နေဖြစ်လာမယ်ပြီးရင်မျက်နှာအဲဒီပါနေမှတဆင်ကျွန်တော်တို့တပြင်းလုံးအဲဒီဝါချန်တွေကဘွားသွားတာမျိုး ဖြစ်တတ်ပါတယ်ပေါ့နော်အဲနောက်တစ်ခါကျတော့ကျွန်တော်တို့ဟိုကျွန်တော်ခုနပြောတဲ့အတိုင်းပဲအဲဒီဝါချန်ကိုမကုသဘဲနဲ့ကိုယ့်ကိုယ်ကိုယ်ညစ်ဒီညစ်လှုပ်ခြင်းအပြင်ကျွန်တော်တို့မျက်နှာကိုဝါချိုင်းခွက်လေးကြံမယ်ပြီးရင်ဝါချန်တွေက ပျောက်ပြီးသွားရင်ကျွန်တော်တို့ post inflammatory hyperpigmentation လို့ခေါ်တဲ့သူကမဲဆက်နီးစက်တွေကျန်တတ်တယ်ပေါ့နော်ဒီမဲဆက်နီးစက်တွေကိုလည်းဆီအောင်နဲ့ကုသမှပဲတေချာပျောက်ကင်းအောင်ကုသလို့ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဝက်ချံမဲညစ်တွေဖြစ်နေလို့စိတ်ပူပါနဲ့ဒီလိုမျိုးတက်တာသွားအောင်ကုသလို့ရပါတယ်ဒါပေမဲ့တခုတော့ရှိရယ်နော်စိတ်ရှည်ရမယ်ဒီလို result တခုရဖို့အတွက်6လလောက်တော့အချိန်ပေးရပါနဲ့ဟုတ်ကဲ့ပါကျွန်တော်ခုပြပေးတဲ့အကြောင်းအလေးကမိတ်ဆွေတွေအချိုးရှိမယ်ဆိုရင်ကိုမမကုလို့ရေးပေးသွားပါပြီးတော့ ဝါရှင်တန်ပတ်သက်ပြီးတော့မိတ်ဆွေရဲ့အတွေ့အကြုံတွေအမိတ်ဆွေသုံးမှုတဲ့ skin care တွေဒီရောင်းရိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခြင်းလေဆိုလို့ရှိရင် comment box ကနေဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ပါမယ်